ဟမ်မာရီအခွင့်ကောင်းယူနိုင်မယ်အတော့ပြန်6မှတ်တံပွဲစူပါစီစနေနေ့ညအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြိုတုံးသက်ချက်များမင်္ဂလာပါပလေးမေကဂျာနယ်ကနေကြိုဆိုပါရယ်ဂိမ်းမြင်ညာနားဆင်သူညီကိုတွေလည်းမင်္ဂလာပါဒီကနေ့မှာတော့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့အတိုင်းစနေနေ့ညအတွက်ပွဲစဉ်ပွဲကြိုတုံးသက်ချက်တွေအနေနဲ့နားဆင်အောင်မှာဖြစ်ပါရယ်တောင်ရှင်စူပါစီရဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်ပွဲကြိုတုံးသက်ချက်တွေကပထမအဦးဆုံးပွဲစဉ်အနေနဲ့ကတော့စပွားနဲ့မန်ယူည9နာရီပွဲစဉ်ပါ အဆင့်6နဲ့8ဆိုပေမဲ့စပါးနဲ့မန်ယူတို့ဟာရမှတ်တူတွေပါဂျာရဲ့ချန်ပီယံလိမှာဂိုးပြတ်နိုင်ပွဲရခဲ့ပေမဲ့အဲ့ဒီအရင်နှစ်ပွဲဆက်ရှုံးခဲ့တဲ့စပါးရဲ့လက်ရှိခြေအားမှန်းရခန့်နေပါတယ်မန်ယူကလည်းဒီအာဒီအဝေးဝန်းပွဲတွေမှာနိုင်ပွဲတစ်ပွဲသာရှိပါသေးတယ်ဒါအပြင်အမိုရင်ရဲ့အသင်းဟာလက်ရှိအချိန်ပရီးမီးယားလိမှာဂိုးအများကိုကန်တဲ့အသင်းဖြစ်နေပြီးအဲ့ဒီတဲကနောက်ဆုံး၈ပွဲမှာခုနှစ်ပွဲဟာနှစ်ဘက်သွင်းကို၃ဝန်းနဲ့အထက်ရှိထားပါတယ်ဒါကြောင့်မြောက်လန်နဲ့မှာဂိုးတန်တင်းငင်ငင်ကြားရအောင်ပဲပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ် Everton နဲ့ Fulham ည9:30ဒီရာသီရုံးကန်နေရတဲ့ Everton ကို Fulham ပါဇရာအောက်ပိုင်းမှာတမတ်အကွာနဲ့အထက်အောက်ဖြစ်နေကြပါတယ်။ဒါပေမဲ့အင်ကွင်းမှာတဲ့ Everton ဟာခုချိန်ထိစပါးနဲ့အင်ကွင်းတပွဲပဲရှုံးမှသေးတယ်။ Fulham ကတော့ပြီးခဲ့တဲ့အပတ်ဇရာအောက်ဆုံးက Wolf နဲ့အင်ကွင်းမှာနိုင်ပွဲပြန်ရှာတွေ့ပြီးအရှုံးတွေကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့အနောက်လန်ဒန်သားတွေဟာ Premier League မှာတော့နောက်ဆုံးအဝေးခွင်း၄ပွဲဆက်ရှုံးထားပါတယ်။ဒါကြောင့် Marseille site သားတွေနဲ့အတူတောအတူစားတဲ့ဘွဲစီမျိုးလိုသုံးသက်ထားတာဖြစ်ပါတယ်။ Watson နဲ့ Burnley ည9:30သူ့အထက်တန်းစင်းဆုံးကက်လျက်ကဘန်လီနဲ့သုံးမှတ်အကွာဆိုတော့ဝက်ဆန်အတွက်အသွားပြန်6မှတ်တန်ပွဲတပွဲပါနူနိုဆန်တိုလက်ထက်မှာပထမဆုံးနိုင်ပွဲအဖြစ်ပြီးခဲ့တဲ့အပတ်အိမ်ကွင်းမှာကာဆယ်ကို3-1နဲ့ကြိတ်ခဲ့လို့ဝက်ဆန်ကတော့ယုံကြည်မှုရှိလာပါတယ်တန်းတပ်ဘန်လီကတော့ VRD ပရီးမီယာလိအဝေးဝင်5ပွဲမှာဇယားအောက်ခြေက Wolf နဲ့တပွဲသာနိုင်ပြီးကြံလေးပွဲစလုံးရှုံးထားပါတယ်ဒါ့အပြင်ဘန်လီဟာဝက်ဆန်နဲ့အမှတ်ပေးအဝေးဝင်တွေ့ဆုံမှုနောက်ဆုံး7ပွဲမှာလည်း2ပွဲသာနိုင်ပြီး2ပွဲတည်ရင်နဲ့9ပွဲရှုံးထားပါတယ် ။ဒါကြောင့် Hammer နဲ့အတူလန်ဒန်မှာပျော်ရောင်းမဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ Chelsea နဲ့ Wolf ည2:30ပြီးခဲ့တဲ့တပတ်တာအတွင်းမှာစပောက်ကိုနိုင်ပြီးကာရာဘတ်ကိုတည်ကြခဲ့တဲ့ချက်စီရဲ့ခြေစွမ်းဟာတကယ်ဆိုရင်တည်ငြိမ်မှုကင်းမဲ့နေတဲ့ပုံစံပါဒါပေမဲ့ဝူဖလိုဇီယာအောက်ချီကအတင်းနဲ့အတွေ့မှာတော့ချက်စီအနေနဲ့မခက်ခဲသင့်ပါဘူးနိုင်ပွဲမရှိသေးတဲ့တင်းတင်းသောပရီးမီးယားလိဂ်ကလပ်ဖြစ်နေတဲ့ဝူဖာဗီယာဒီအဝေးဝင်း၅ဘွဲမှာလဲ၄ဘွဲဟာရှုံးထားပါတယ်ဒါအပြင်ဝင်းပလေးတွေဟာ Chelsea နဲ့ Premier League အဝေးဝင်တွေ့ဆုံမှုဆက်တပွဲမှာလည်းတပွဲသာနိုင်ထားပြီးသုံးပွဲတည်ရင်နဲ့ခွက်တပွဲရှုံးထားပါတယ်။ဒါကြောင့် Stamford Bridge မှာ Wembley ဟာချင်းသစ်ပြော်ရီရဲ့တားအောင်ဖြစ်အောင်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။နောက်ထပ်နောက်ဆင်ရမှာတော့ကလောင်ရှင်တုခဆိုရဲ့စနေနေ့ညအတွက်စပိန်လာလီဂါပွဲစဉ်ပွဲကြိုသုံးသပ်ချက်အနေနဲ့နောက်ဆင်ရမှာဖြစ်ပါတယ်။ Girona နဲ့ Alaves ည9:30နာရီ30ဇေယျအောက်ချီက Girona ဟာအတက်နိုင်ဆုံးရုံးနေရပေမဲ့ဒီယာဒီလာလီဂါမှာခုချိန်ဒီနိုင်ပွဲတစ်ပွဲပဲရှိပါသေးတယ်။ ဒါပေမဲ့ဂီရိုနာဟာအဝေးဝန်းထက်အိမ်ကွင်းမှာပိုယုံနိုင်ပြီးသူတို့ရဲ့တပွဲတည်းသောနိုင်ပွဲကနောက်ဆုံးအိမ်ကွင်း၃ပွဲမှာရခဲ့တာဖြစ်ပြီးအဲ့ဒီပွဲတွေမှာလည်းမရှုံးခဲ့ပါဘူးအဆင့်ရှင်းနေရာကဆိုပေမဲ့အလာဗက်စ်ကတော့ဒီယာဒီလာလီဂါအဝေးဝန်း၅ပွဲမှာတပွဲသာနိုင်ထားခဲ့ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာအိမ်ရှင်အရေးအောက်ကိုခုလုံသင့်တဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်ဒုတိယမြောက်ပွဲစဉ်ကတော့စီဗီလာနဲ့အိုဆာဆူနာည9:45ပါနှစ်မှတ်သာကွာတဲ့ဇီယာအောက်ပိုင်းနှစ်သင်းရဲ့တွေ့ဆုံမှုပါစီဗီလာဟာ လာလီကာ၃ဘွဲ့ဆက်အရှုံးနဲ့ကြုံနေရပေမဲ့အိမ်ဝင်းဂိုးသွင်းအားတော့ရှိပါတယ်။အိုဆာဆူနာကတော့အဝေးဝင်းအတော်ညံ့ပြီးဒီယာဒီလာလီကာအဝေးဝင်း၆ဘွဲ့မှာတမတ်တာရပါသေးတယ်။ဒါကြောင့်အင်ရှင်အရေးအောက်ကိုပဲခိုလုံတဲ့နဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အက်တလက်တီကိုနဲ့လီဗန်ဒေးည၁၂နာရီဂျာရဲ့ချန်ပီယံလိမှာနိုင်ပွဲရခဲ့တဲ့တီကိုဟာနောက်ဆုံးလာလီကာ၆ဘွဲ့မှာလည်း၅ဘွဲ့နိုင်ထားခဲ့ပါတယ်။အိမ်ကွင်းမှာဆိုရင် တောက်လျှောက်နိုင်ပွဲဆက်နေသလိုဂိုးတွေလည်းမြူးနေပါတယ်။နောက်ဆုံး၃ဘွဲ့မှာ နှစ်ပွဲရှုံးထားတဲ့တန်းစင်းစုံတိုက်ပွဲဝင်တဲ့လီဗန်ဒေးအတွက်ကတော့အခွင့်အရေးမရှိနိုင်တော့ပါဘူး။ဒါကြောင့်တီကိုအနိုင်ဆုံးနှစ်ဂိုးပြတ်တာကိုအားပေးရမယ်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။အစပန်ညိုနဲ့ဗီလာရီရဲ့ည2:30အဆင့်6နေရာကအစပန်ညိုကဒီယာဒီအိမ်ကွင်းစွာတဲ့အသင်းဖြစ်ပြီးအိမ်ကွင်းပွဲတိုင်းမှာလည်းဂိုးသွင်းထားနိုင်ပါတယ်။အစပန်ညိုရဲ့ဒီယာဒီအိမ်ကွင်း6ပွဲမှာလည်း၄ပွဲဟာအပြန်အလှန်သွင်းဂိုးတွေရှိထားခဲ့ပါတယ်။ဗီလာရီယားကလည်းချန်ပီယံလိမှာသာအခြေအနေမကောင်းပေမဲ့လာလီဂါမှာတော့9ပွဲဆက်နေပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာ ိုးမြောက်အာပိသင်းနဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ယခုနားဆင်ကြရတာတော့ကလောင်ရှင်တုကာဆိုရဲ့စနေနေ့ညစပိန်လာလီဂါပွဲကျူသုံးသပ်ချက်တွေဖြစ်ပါတယ်။အခုချိန်မှာယုံကြည်လို့ရတဲ့ကိုမိုရဲ့အိမ်ကွင်းခြေစွမ်းအီဂရစ်စနေနေ့ညအီတလီစီးရီးပွဲစဉ်ပွဲကျူသုံးသပ်ချက်များနောက်ဆုံးအနေနဲ့နားဆင်ရမယ့်ပွဲကျူသုံးသပ်ချက်အနေနဲ့ကတော့စနေနေ့ညအတွက်ကလောင်ရှင်အီဂရစ်ရဲ့သုံးသပ်ချက်တွေကိုနားဆင်ရမှာဖြစ်ပါတယ်။ကိုမိုနဲ့ကက်ဂလီယာည၈:၃၀ပြီးခဲ့တဲ့အပတ်က နာပိုလီကွင်းမှာမရှုံးနိုင်အောင်ကန်ခဲ့တဲ့ကိုမိုဟာလက်ရှိချိန်မှာခြေစွမ်းတည်ငြိမ်နေတဲ့အသင်းမှာအဆင့်9နေရာကိုမိုဟာအိမ်ကွင်းနိုင်ပွဲလေးဆက်နေပါတယ်။ဇေယျအောက်ပိုင်းကကက်ကလီယာကတော့ဒီရာဒီအဝေးဝင်းပွဲတိုင်းမှာဂိုးပြန်ပေးနေရပါတယ်။ဒါကြောင့်အင်ရှင်ရဲ့တင်ဂိုးတွေကိုရေတွက်ရမယ်ညလို့သုံးသပ်ထားတာဖြစ်ပါတယ်။လက်ချီနဲ့ဗီရိုနာည8:30ဇေယျအောက်ပိုင်းကဆိုပေမဲ့လက်ချီခံစစ်ဟာမစိုးလာပဲအဲ့ဒါကြောင့်လဲသူတို့ရဲ့နောက်ဆုံး9ဝဲမှာ၄ဝဲကနှစ်ဘက်တွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်။ဗီရိုနာကလည်းဒီရာဒီစီးဒီ9ဝဲမှာ နှစ်ကိုပဲတွင်းနိုင်သေးပါတယ်။လက်ချီအိမ်ကွင်းဗီရိုနာနဲ့နောက်ဆုံးတွေ့ဆုံမှုရှစ်ပွဲမှာလည်းခုနှစ်ပွဲကနှစ်ဖက်တွင်းကိုနှစ်ကိုနဲ့အောင်ဖြစ်ထားပါတယ်။ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာဂိုးအနည်းကပိုကောင်းတဲ့အားပေးမှုလို့သုံးသပ်ထားတာဖြစ်ပါတယ်။ဂျူဗင်တက်နဲ့တိုရီနိုည7:00နာရီ30စပယ်လာဒီလက်ထက်မှာဂျူဗင်တက်ရဲ့ရလဟာအနည်းငယ်တိုးတက်လာပါတယ်။စီးရီးအမှာဆိုရင်နှစ်ပွဲဆက်နိုင်ထားပါတယ်။ဇီယာအောင်ပိုင်းကယုံကန်နေရတဲ့တိုရီနိုကလည်းနောက်ဆုံး၅ပွဲဆက်တော့အရှုံးမရှိသေးပါဘူး။ဒါပေမဲ့တိုရီနိုဟာဂျူဗင်တက်နဲ့အဝေးဝန်းတွေ့ဆုံမှုနောက်ဆုံး၆ပွဲစလုံးမှာ နိုင်ပွဲမရှိပဲငါးပွဲရှုံးထားပါတယ်။ဒါကြောင့် Juventus Serie A မှာနိုင်ပွဲဆက်အောင်မဲ့ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပါမားနဲ့ AC Milan ည2:15တန်းစင်းစုံသားကပါမားဟာလက်ရှိအချိန်မှာရုန်းကန်နေရပြီးနောက်ဆုံး၅ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်။ AC ကလည်းခုနောက်ပိုင်းတရီပွဲတွေများနေပေမဲ့ပြီးခဲ့တဲ့အပတ်က Roma နဲ့ပွဲမှာနိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။ဒါ့အပြင် AC ဟာပါမားနဲ့နောက်ဆုံးတွေ့ဆုံမှု၆ပွဲမှာလည်း၄ပွဲနိုင်ထားပါတယ်။ ။ဒါကြောင့်ဧည့်သည်အပြည့်အသက်လောက်ရမယ့်ပွဲစဉ်မျိုးလို့သုံးသပ်ထားတာဖြစ်ပါတယ်။ပလေးမီကဂျာနယ်နားဆင်သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်လျက်ရှိပါတယ်။ဂိမ်းမြင်ကြားနားဆင်သူညီကိုတွေလည်းကျေးဇူးတင်လျက်ရှိပါတယ်။ကျွန်တော်တို့ရဲ့နေ့စဉ်မပြတ်ပွဲစဉ်သုံးသပ်ချက်၃ပွဲအနေနဲ့ကျွန်တော်တို့ရဲ့ဂိမ်းမြင်ကြားရဲ့တက်တော့အကောင့်မှာလေနေ့စဉ်မပြတ်တင်ဆက်ပေးနေတာဖြစ်လို့လာရောက်နားဆင်ဖို့လည်းဖိတ်ခေါ်အပ်ပါတယ်။နောက်ဆုံးရပွဲကြိုသုံးသပ်ချက်တွေနဲ့ Playmaker ဂျာနယ် update သတင်းတွေသိရှိဖို့အတွက်လည်း Playmaker ရဲ့ Telegram channel မှာလည်းလာရောက်ကြိုတင်ဖတ်ရှုလို့လည်းရပါတယ်။ အားလုံးမင်္ဂလာရှိသောနေ့ရက်ဒီပိုင်ဆိုင်ပါသည်ကျွန်တော်တင်ဆက်သူထင်လင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်